ဖခင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဟောကြားခဲ့ပြီးပြီတပ်ပေသင်္ခါရအနှိမ့်စတွေဟုတ်မလားဒါကြောင့်မိမိတို့ဗုဒ္ဓဂုံတော်ကိုနိဗ္ဗာန်ကြီးရွယ်ပြီးတော့ပွားများရမယ်။ဘာကြီးရွယ်ပြီးပွားများရမလဲ။အဲ့လိုဗုဒ္ဓဂုံတော်ကိုတလုံးပဲပွားစမ်းပါ။ဦးစင်ကအာမခံနဲ့အပေပိတ်ပြီးပါပိတ်ပြီးဘာမှထွေထွေထူးထူးစဉ်းစားမနေတဲ့ကောင်ရုံရုံကြည့်ကြည့်တာပွားလိုက်။အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားပူဇော်လိုက် အဲ့ဒီလိုပွားရင်ကိုကိုကိုရှာဖွေတာတွေ့လာလိမ့်မယ်ဂျာလားဒါကြောင့်မို့သူတစ်ပါးတွေကိုရှာဖွေနေတဲ့ဗဟိတကိုရှာဖွေတာနဲ့ကိုကိုရှာဖွေတာမှာကိုကိုကိုရှာဖွေတာကအမျက်ဆုံးပဲဟုတ်ပြီလားဘုန်းတော်ကလို့ပွားများနေခြင်းဟာကိုကိုကိုရှာဖွေနေတာပဲသဘောကျလားဦးဇင်းပြောတာအဲ့လိုကိုကိုရှာဖွေခြင်းအစ်စ်ကိုတကယ်ကိုဗုဒ္ဓဂုဏ်တော်ပွားများနေတဲ့ပုဂ္ဂိုလ်ဟာပြစ်ဆုံးပါမှာကြိုက်တဲ့အန္တရာယ်ချုပ်အစ်စ်ပဲတုံလုံးမှုမရှိဘူးကြောက်ရွံ့မှုမရှိဘူးထိတ်လန့်မှုမရှိဘူးသူရင်ထဲမှာဗုဒ္ဓဂုဏ်တော်ပဲထုံမှန်းပြီးတော့ လောကရန်ကိုယင်ဆိုင်ဖို့အစဉ်သစ်ဖြစ်နေတယ်။နောက်ဆုံးမရဏမင်းနဲ့စစ်ခင်ရတဲ့အချိန်မှလည်းပဲတခါရဲနျူကလ িয়ার လက်နက်ပိုင်ရှင်လိုပဲနျူကလ িয়ার လက်နက်ပိုင်ရှင်ကတခြားသောတိုင်းပြည်တွေကိုတိုက်ပြီးတော့ကြောက်ရွံ့စေရမလိုသလိုပဲနောက်ဆုံးမရဏမင်းနဲ့စစ်ခင်တဲ့နေရာမှာအကောင်းဆုံးလက်နက်ပိုင်ရှင်ဖြစ်တဲ့မရဏမင်းကိုပြုံပြုံလေးနဲ့စစ်ခင်ဖို့နော်အစဉ်သစ်ဖြစ်နေလိမ့်မယ်။သဘောကျလားဦးဇင်းပြောတာ။အတိကကိုချင်းတီလာရှိပါအားလုံးပေါ်မှာစိတ်ကောင်းထားမေတ္တာထားကြပါနော်ပြီးရင်ဗုဒ္ဓဂုဏ်တော်ကိုပွားများနေလိုက်ပါဒီပုဂ္ဂိုလ်အတွက်အပေပိတ်ပြီးသား ဟုတ်ပြီလားဒါကြောင့်နောက်ဆုံးမိမိတို့တွေယုတ်တရားကြီးတအားဖောက်ပြန်လာမယ်ယုတ်တရားကြီးတအားဖောက်ပြန်ရင်နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်ပေါ်လာပါတယ်ဟုတ်ပြီလားအဲ့ဒီတော့ယုတ်တရားကြီးဖောက်ပြန်တဲ့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်တယ်နောက်စိတ်ကနေပြိလိယုံပဲရှိတယ်ငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးငါနာလာမရှိဘူးဟုတ်ပြီလားသူနာလာလည်းမရှိဘူးယုတ်တရားကြီးဖောက်ပြန်လို့နန်တရားကြီးကတိနေတာပဲရှိတယ်ဘာကြီးဖောက်ပြန်သွားလဲနောက်စိတ်နန်တရားကဘာလုပ်နေလဲတိဒါပဲဖြစ်ပေါ်နေတဲ့ ဆင်းရဲခြင်းဟာဒုက္ခဝေဒနာလို့ခေါ်တယ်ငါမှမဟုတ်တာဟုတ်လားယုတ်တရားကြီးကငါလည်းမဟုတ်ဘူးဒုက္ခဝေဒနာငါလည်းမဟုတ်သိနေတာလည်းငါမဟုတ်ဘူးဟုတ်ပြီလားယုတ်တရားကြီးဖောက်ပြန်တဲ့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်လာတယ်နောက်စိတ်ကသိနေတယ်ယုံရင်ချုပ်ရင်ယုံနံတွေဖြစ်ပြီးပြတ်နေတာပဲရှိငါမဟုတ်သူမဟုတ်ဘူးယုံနံတွေသူ့မှာသူဖြစ်ရင်ပြတ်ရင်အလုံးလုံးနေတာသဘောပေါက်လားဦးစင်းပြောလားအဲ့လောက်တော့တက္ကမကြီးလိုနှလုံးသွင်းလိုက်ပါဟုတ်ပြီလားအဲ့ဒါဝိပဿနာအနေနဲ့ အစ်စ်မဟုတ်တော့လည်းပဲနှလုံးသွင်းအနေနဲ့မှန်တယ်လို့ခေါ်တယ်နှလုံးသွင်းအနေနဲ့မှန်တယ်အဲ့လိုမှန်ရင်အပေပိတ်တယ်အဲ့လိုမှန်ရင်ဒါပဲကိုရင်ထဲမှာတီလာရှိပြီလားအားလုံးပေါ်မှာမေတ္တာထားပြီးတဲ့သူတော်ကောင်းတယောက်အနေနဲ့တေဂန်ဒီအချိန်မှာရုပ်တရားကြီးတအားဖောက်ပြန်ပြီးနာကျင်ခြင်းဒုက္ခဝေဒနာတွေပြင်းပြတဲ့တန်ဖြစ်လာမယ်နောက်စိတ်ကတိနေမှာဒီလောက်ပဲသဘောထားလိုက်ယုံနံနေဖြစ်ပြီးပြတ်နေတယ်အဲ့ဒီပုံမှာယုံနံကိုနှလုံးမသွင်းတော့ဘဲနဲ့ကိုယ့်ရဲ့အမြဲတမ်းနေစဉ်အာစိန်နှကံပွားများနေစားအတိုင်းအာရဟံ ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားပြီးသွားပြီဇက်လန်တိန်သွားပြီအလားအဲ့ဒီပုဂ္ဂိုလ်ကအောင်မြင်သွားပြီဘုရားမှာနားလည်လားဦးဇင်းပြောတာပြီးသွားပြီဘာမှမကြောက်တော့ဘူးဒီမြေအိုးကြီးကိုခွဲပြီးတော့ရွှေအိုးကိုယူလိုက်ရုံပဲရှိတော့တယ်သဘောကျလားဦးဇင်းပြောတာပြီးပြီးနောက်ဆိုဒီယုံနံဒီပုံမှာနှလုံးမသွင်းတော့ဘူးသူ့မှာသူရုပ်တရားကြီးကတအားပဲဖောက်ပြန်ပြန်ပြန်ဘလို့ပဲဖောက်ပြန်ဖောက်ပြန်နာကျင်ခြင်းဒုက္ခဝင်ကြီးတာတွေသေးတာတွေဂယုမဆိုင်တော့ပဲနဲ့ ဒီလိုမျိုးနှလုံးသွင်းပြီးတော့အာရဟံလေးပဲပွားပြီးတော့နောက်ဆုံးမှာသုတိစိတ်ကြသွားလိမ့်မယ်ကြာရင်မိမိတို့မြေအိုးယိုခွဲပြီးတော့နတ်ပြည်၆ထပ်ကြိုက်တဲ့ပုံရွေးလို့ရပါတယ်ကျင်းနဲ့လာဦးစင်းပြောတာဒါမဲ့လေဘဝမှာဘာပဲပြောပြောအရှုံးမရှိအောင်တော့မကြိုးစားသင့်ပေဘူးလားဦးစင်းတို့အနေနဲ့မညံဖုန်ညာမျက်နှိပ်ပံကိုဒီဘဝဖြစ်နော်မျက်မှောက်ပြုတ်ပြီးတော့အမျက်မထွက်ရင်တော့မရှုံးစေရဘူးဟုတ်တယ်မလားအ ਨੇ ဆုံးတော့လူဘဝတက်တာတဲ့နတ်ပြည်ဘဝတော့မသွားသင့်ဘူးလားအဲ့ဒီနတ်ပြည်ကနေတဆင့် ဒီကုံတော်ဆွမ်းအားကြီးကနိဗ္ဗာန်ကိုယူရတောင်းတခဲ့တယ်။ဟုတ်လားအသက်ရှင်တန်ရှင်အခိုက်မာလဲပဲဒါနလေးဆွမ်းနိုင်တော်လုပ်ခဲ့တယ်။တိလားတွေကိုအကောင်းဆုံးဖြစ်ကျင်ခဲ့တယ်။အားလုံးပေါ်မှာမေတ္တာထားခဲ့တယ်။ဗုဒ္ဓဂုံတော်နှလုံးသားမှာတကယ်ကိုနိဗ္ဗာန်ကြီးရတောင်းတပွားများခဲ့တဲ့အတွက်နတ်ပြည်ကနေပါရမီတော်တွေကပူရင့်ပြီးတော့နတ်ပြည်ရင်တဆင့်ဆက်လက်ပြီးအဲ့ဒီတမထာနဲ့ဝိပဿနာကိုကူးလိုက်မယ်ဆိုရင်ချက်ချင်းနတ်တော်တာပန်တော်ဖြစ်နိုင်တယ်။ကျင့်နေပြီလားဦးစင်ပြောတာ။အဲ့ဒီနတ်ပြည်ကနေပဲအစင်စင်မညံဖုန်ညံမြတ်နိဗ္ဗာန်ကို လွယ်လွယ်ကူကူကြီးနဲ့မျက်မှောက်ပြုလည်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းဟောကြားရင်းနဲ့ဒီနေ့ကုသိုလ်ကောင်းမှုအစုစုကိုအားလုံးရည်စက်သွန်းချအမျှပေးဝေကြပါကုန်စို့